လုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာနဲ့ွယ်ရေးသားတဲ့တကွေးတော့တွေ့ကြအောင်မြည်ဆိုတဲ့ဝတ္ထုရဲ့အပိုင်း၁ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တကွေတော့တွေ့ကြအောင်မြင်အပိုင်းတင်းတကောင်ရန်အချိန်နီးကပ်လာသည်နှင့်အမျှမြေကြီးနားတစ်မြို့လုံးရာမာပူရတရက်ကွက်လုံးကျွမ်းမင်သာလန်တစ်လျှောက်လုံးလမ်းသုံးကညောင်ပင်တဝိုက်လုံးသည်တိတ်တဲမှောင်မဲလျက်တိတ်ဆိတ်၆ကက်လျက်လူသွားလူလာပြက်လက်လျက်ရှိတော်၏လျှို့ဝှက်သော အကြံစီတစ်ခုကို ပြုတ်လောက်ရန်မစုံမနစ်ကြစ်ကြစ်လစ်လစ်အားထုတ်နေသူ၄ဦးသာလျှင် တပေါင်းလာခွင်လေးညကိုအတုံးပြုလျက်ရှိကြလေတော်၏။ DJ တရားဥပဒေကိုချိုးဖောက်ကြုံမြမက အမြင့်မှနေ၍ပြန်လည်တူးဆွပစ်ကြရန်ကြီးမားသော အကြံစီတစ်ခုပင်ပြစ်ချေသည် တကား။ရှင်းသို့သော လုပ်ငန်းတစ်ခုတွင် ရှစ်နှစ်သားအရွယ်လူငယ်ကလေးတဦးသည် အပေါင်းအပါတဦးအဖြစ်အံ့ဩပွေရာပဝင်းနေရခြင်းသည်တကယ်တော့သူ့ဖို့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ အတွင်းခံရခြင်းပင်သည်အတောင်တထောင်ကျဲဝန်းသောအေယာဝတီမြစ်သည်ဝင်းဝါနေမြန်းသော ရွှေမုံစများစိမ့်ဆူဖြူဝင်းသောကြောက်တုံးကြောက်ခဲများကိုကြော်လွားဖြတ်တန်းလျက်မဟာသမုဒ္ဒရာသို့ဥတီစီစင်းလျက်ရှိလေ၏အမောင်ပဂရိမှာပင် မြေရေပြင်သည်ကြည်လင်အေးမြလျက်ရှိ၏တို့ရာတွင် နေရာအတိကျမညွန်ပြနိုင်သောအရက်ဒေတာတစ်ခုမှ ရုတ်တရက်ပေါ်ပေါက်လာသော တပေါင်း၄ယူတစ်ခု၏တိုးဝေမှုကိုခံရသောအခါအေးမြတခွင်ရေပြင်းသည် မလွဲမရှောင်သာကရေလိုင်းများထကြွရလေတော်၏။ချောင်းငယ်မြင့်ငယ်အတွေ့အွေတို့ပေါင်းဆက်လုံးစည်ခြင်းဖြင့်ဖြစ်ပေါ်လာနေသော အတောင်တထောင်ကျေပြောသည့်ရေပြင်းသည် အနီးအနားကချင်တောင်တန်းသာပဝန်းကျင်မြေပြန့်ရှမ်းလူမျိုးများအတွက်အေယာမမြစ်ကြီးတွေပင်ဖြစ်ချေတော်၏။ ရင်းချောင်းပင် ထိုဒေသမြေရေပြင်တကြောဤအနောက်ဘက်ကမ်းတွင် ပေါက်ပွားပေါ်ထွန်းလာသောမြို့ငယ်လေးတစ်ခုကိုလည်းချောင်းငယ်မြေငယ်များကိုသာမြင်ဘူးကြသူများကမြေကြီးတစ်ခုဤအနီးအနားတွင်တရှိသောမြေကြီးနာမြို့ရဲ့ဟုဝိတေသပြု ခေါ်ဆိုကြခြင်းပင်ဖြစ်တော်၏တို့ရာတွင်မြမဘရင်များလက်ထက်ကမူမြေကြီးနာသည် အချက်အချာမြို့တစ်မြို့မဟုတ်ဘဲမိုးကောင်းမိုးညင်းတို့သာလျှင် မြောက်ပိုင်းမြို့တော်များဖြစ်ခဲ့ကြ၏မြจีนာမြို့နှင့်မြဆောင်တို့တွင်တည်ရှိသောလူသူ400ကျော်သာရှိသော ဝိုင်းမော်ရွာကလေးမှမြို့ရိုးများအခိုင်အမာတည်ဆောက်၍မြမဘရင်များကို ခုခံခဲ့သဖြင့်ရာဇဝင်တွင်ထင်ရှားပေသေးသည်မြမနိုင်ငံကိုအင်္ဂလိပ်များကကျွန်းတပေါက်ပြုတ်လုပေးသည့်ကြမှပင်မြจีนာသည်မြောက်ပိုင်းမြို့တော်ဖြစ်လာရတော်သည်အင်္ဂလိပ်များအနေဖြင့် ညကြီးနာကို ခရံယုံဆက်ရမြို့ဖြစ်ရွေးချယ်ခြင်းသည်၎င်း၏ပထဝီဝင်အနေထားကောင်းမွန်မှုဇာတိဥရုမျှတတင့်တင့်မှုတို့ကြောင့်မူရင်းမြို့တော်များဖြစ်ကြသောမိုးကောင်းမိုးညင်း၎င်းတို့အားနှစ်ကာလကြာမြင့်သည့်တိုင်အောင်ခုခံတိုက်ခိုက်ခဲ့ကြသောကြောင့်၎င်းဖြစ်တန်ရာပေသည်တဖြည်းဖြည်းနှင့်ညကြီးနာမြို့သည်မြမပြည်တွင်လှပသောမြို့ငယ်များစွာနှင့်တစ်ခုအပါဝင် ဖြစ်လာပေတော်သည် ညို့ွက်အနေထားကြ၍ကတရားလန်းသည်ညညာဖြောင်းပြူလှပေ၏မြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများမှလည်း၎င်းတို့၏အသက်မွေးမှုလုပ်ငန်းကိုရိုသားဖြောင်းမတ်စွာလောက်ကင်စားတော့ကြသူများဖြစ်သည်ဖြင့်မြကြီးနာသည်လှပဆိုပြေယုံသာမကငိမ့်ချမ်းတာယာခြင်းလည်းရှိပေသည်ထို့ဖြင့်ဗြိတိရှနေချဲတို့သည်မြမပြည်မြောက်ပိုင်းကိုအတွန့်ရှည်စွာစိုးမိုးတွေးဆုံနိုင်ရန်အတွက် မြစ်ကြီးနားကို ကိုလိုနီကရုတ်ချင်းတစ်ခုအဖြစ် အာရနှစ်ထောင်းစွာရွေးချယ်လိုက်သည့်ရှိပြီးငြိမ်ဝှက်ပြပြရေးအတွက်စစ်ရဲတပ်သားနှစ်ထောင်းကျော်ကိုလည်းလက်နက်ခဲယမ်းပြီးကြောက်အတောင်တင်းဖြင့်တပ်ဆွဲထားလိုက်တော်၏တို့ရတွင် အမျိုးသားလွတ်မြောက်ရေးတပ်သားများကြီးမားထဲဝါသောခြေစားစစ်တပ်များကိုမြည်သည့်ခါများကကြောက်ရွံ့ခဲ့ရိုးထုံးစံရှည်၍နီးစကုမပင်ဇာမာပူရရက်ွက်တွင် မြန်မာမျိုးသား၄ဦးသည်လျှို့ဝှက်သောလုပ်ငန်းတစ်ခုအတွက်ကြိုတင်သတ်မှတ်ထားသော၎င်းချင်းကို စိတ်အားထက်သန်စွာဖြင့်ဆောင်ဆိုင်နေကြပြီမဟုတ်လား။ရာမာပူရသည်မြစ်ကြီးနားမြို့၏အနောက်ဖြားနေနမိတ်ချက်ခွဲတစ်ခုဖြစ်မြန်မာအနေငယ်မှတပါနေပေါ်လူမျိုးဂေါရခအမြောက်များအခြေဆိုင်နေထိုင်ရာဒေသတစ်ခုဖြစ်သည့်လျောက်ဝမ်ပူရာမာပူရာဟု ခေါ်တွင်နေခြင်းဖြစ်ပေသည် ်ဂေါ်ရခာများသည်စစ်တိုက်သည့်နေရာတွင်ရဲရင်ကြမ်းတမ်းသလောက်တပင်တိနံစိုက်ပျိုးစားတော့သည့်နေရာတွင်မူငိမ့်ချမ်းအေးဆေးလာပေသည်မိမိအသက်မွေးဝမ်းကြောင်းလုပ်ငန်းဖွံ့ဖြိုးရန်သာ အားစိုက်ထုတ်ပြီးအခြားသူများ၏အရေးခင်တွင် စိတ်ဝင်စားခြင်းဆွတ်ဖက်ခြင်းအနောက်ရှက်ပြုခြင်းလုံးဝမရှိပေရှင်းကြောင့်ဂေါ်ရခာများ၏ချန်ကင်းရာခဲများကြားတွင်ခြံဝင်းကျဲကြီးတစ်ခုဖြင့် တပင်ဝါပင်များစိုက်ပျိုးကနေထိုင်လျက်ရှိသောမြမအိမ်အောင်စု အခိုင်အမာတည်ဆောက်လျက်ရှိတော်၏ယခုအထိမူသူတို့၏လုပ်ငန်းသည် အစစအရာရာတွင် အစဉ်ပြေ၍အဖက်ဖက်တွင် ချုံမောအောင်မြင်လျက်ရှိပေသည်ယနေ့ညတွင်လည်းသူတို့သည်လျှို့ဝှက်လုပ်ငန်း၏အစိပ်ပိုင်းတစ်ခုကို အကောင့်ထဲပေါ်ရန်အတွက် မောင်မိုက်ခြင်းတိတ်ဆိတ်ခြင်းပြက်လက်ခြင်းတို့ကို အခွင့်ကောင်းဂျူလီယက်ရှိတော်သည်မြကြီးနာမြို့မနှင့်အနောက်ဖျားဒေသရာမာပူရကို ကျေဝန်းရှိလျာသောမိယထားဝင်ကြီးဖြင့်ပိုင်းခြား၍ထားရာတဌာနမှတဌာနသို့ကုလိုလျင်ယထာတန်လန်းနှင့်တွဲပြက်များကိုကြော်လွှားကွေ့ဆောင်သွားရသည့်ခရီးကအနီးကလေးပင်ဖြစ်၏တို့ရာတွင်ရင်လန်းခရီးကတကွေ့တဝိုက်ကြီးဖြစ်၏မြုတ်ကလေးနှင့်ရွယ်တူဇရူနေပါသော စထားဝင်းကိုတောင်ဘက်စွန်းဝက်ကုံမှကွေ့၍၎င်းမြောက်ဘက်စွန်းမြို့တင်မှဝိုက်၍၎င်းအရှိတမျောကြီးတွာရသည်မြောက်စွန်းမှပင်ကွေ့၍လာသည်ဖြစ်စေတောင်စွန်းမှပင်ဝိုက်၍လာသည်ဖြစ်စေဂျာမာပူရရက်ွက်ကြီးကို ထွင်းဖောက်၍တွာသောရေကြီးလမ်းသို့ရောက်ရန်ကျွန်းပင်သာလမ်းမကြီးတိုင်းလာရမည်ဖြစ်၏ကျွန်းပင်သာလမ်းသည်ဂျာမာပူရ၏ထိပ်စီမြင်းကြောင်းဖြစ်ပြီးရေကြီးလမ်းသည် ရှားမာပူရာ၏ထက်ချမ်းခွဲမြင်းဖြစ်ပေသည်။ရေကြီးလမ်းနှင့်ကျွမ်းမင်သာလမ်းဆောင်ရာလမ်းသုံးကွာအလဲတဲ့တဲ့တွင်ကျွမ်းမင်ကြီးတပင်ရှိလေသဖြင့်တဘာဝလမ်းအဝိုင်းကြီးတစ်ခုပင်ဖြစ်တော်၏။ကျွမ်းမင်သာလမ်း၏တောင်ထိပ်ဘက်ဝက်ကုံလမ်းနှင့်ဆုံရလမ်းသုံးကွာတွင်လည်းညောင်ပင်အိုကြီးတပင်ရှိလေသည်။တို့ရာတွင်ကျွမ်းပင်အိုကဲ့သို့လမ်းမပေါ်တွင် မဟုတ်ပဲကျွမ်းမင်သာလမ်း၏အနောက်ဘက် ဝက်ကုံလမ်း၏ မြောက်ဘက်တောင်စွန်းတွင် ဖြစ်လေသည်လမ်းတစ်ခုတွေ့ဆုံတော်လဲလမ်းလေးกว่าဆုံးမဖြစ်ပဲလမ်းသုံးกว่าဆုံးဖြစ်နေရခြင်းမှာလမ်းတစ်ခုသည်ရှေ့သို့ဆက်၍မသွားတော့ပဲပိတ်ဆို့ခြင်းခံရသောကြောင့်ဖြစ်ရေကြည်လမ်းသည် ကျွန်ပင်သာလမ်းနှင့်ဆုံသောအခါတက်တန်းကုန်လေ၏ရှေ့တွင်မြမအိမ်အောင်စုတစု၏လက်ွက်ကြီးကပိတ်ဆို့လျက်ရှိ ထို့တူကျွန်ပင်သာလမ်းသည်လည်းတောင်ဘက်သို့သွားလေသည်ရှိသော ဝကုံလန်းနှင့်တွေ့ဆုံသည့်ခိုက်တွင် ကိုပိုင်ရက်တီမှုကုံဆုံးပြီးခီးဆက်လိုသူတဦးသည် ဝကုံလန်းအတိုင်းအရှိတို့သွားလျင်ညိုတဲ့သို့၎င်းအနောက်သို့သွားလျင်ရာမာပူရအနောက်ပိုင်းနှင့်လာပြည့်လာခွေနေများတွင်ဆုံမီတောက်သည်ဟုဆိုသောရှမ်းရွာကလေးတရွာသို့ ပေါက်ရောက်မည်ဖြစ်ကျွမ်းမင်သာလန်း၏တောင်ဘက်ထိပ်တွင်က တိဘက်ဘုံတော်ကြီးကျောင်းတစ်ခုကပိတ်ဆို့လျက်ရှိလေသည်အလွယ်တကူအားဖြင့် ကျွန်မင်သာတိဘက်ဘုံတော်ကြီးចောင်းဟုခေါ်ကြသည်မြကြီးနာမြို့တွင်တိဘက်ဘုံကြီးចောင်းနှစ်ចောင်းရှိသည့်အ내ရင်းနှစ်ចောင်းလုံးသည့်ပင်လျင်ရာမပူရရက်ွက်အတွင်း၌တည်ရှိလေသည်ကျန်တចောင်းမှာရာမပူရအနောက်ပိုင်းချက်ပေါက်ချံထိတ်တွင်ရှိလေသည်မဟာယနဗုဒ္ဓဘာသာဝင်တိဘက်ចောင်းများအတွင်း၌အလံတိုင်းများပြည့်နှက်စိုက်ထူကားပိတ်ဖြူဒကုံကောက်ကားတို့အပေါ်တွင်ဈေးသားထားသောမဲနဲ့သည့် ရင်းတို့ဘာသာစလုံးများသည် အန်ဒီယကင်းပိတ်တော်များဟု ဆိုတော်လဲမြင်ရသူများကို၆လှန့်လျက်ရှိလေသည်ရင်းပြင်သူတို့သည်မြမပြည်တွင်မြင်တွေ့ရသော ဟိနာယနာဗုဒ္ဓဘာသာကြောင်းများကဲ့သို့အရက်နှင့်ဆက်ဆက်ကုလူခြင်းမရှိသူတို့ဘာသာကြောင်းဝင်းအတွင်း၌သာ ပိတ်လောင်၍ဂါထာမန္တရာများကိုကျေလောင်ခက်ထန်စွာရွတ်ဖတ်ခြင်းလူကြီးတိတ်ချိန်တွင်ဘုန်းကြီးများကနှဲ့မှုတ်စီတီး၍ အန်နီခေါင်မေတီလာရင်များကလင်ကွင်းတချွန်းချွန်းတိမှုန်နေကြသဖြင့်သူစံထိတ်လန့်ပွေရာ ဖြစ်တော်၏ထိုမြတာမက အချို့သော လာမားနှင့်ဂုရုဘုံကြီးများသည် မြေကတိုင်းရေကတိုင်းလေကတိုင်းရှုကြရာတင်မြင်ခွေထိုင်းနေရာမှနန်ယူပြိုင်ပြိုင်ထ၍အကြောင်းတဝင်းဝင်းတောက်၍မိုးပေါ်သို့ဆက်ရှိတောင်ခန့်အထိမြင့်တက်သွားသည်ဟုသော ကောလာဟာလတည်င်းများကြောင့်အချို့လူများသည် တိဘက်ဘုံကြီးကျောင်းတွင်သို့ရဲရဲတင်းတင်းပင် မကြည်ဝန်ကြချင်းရှင်းချောင်းပင်လျင်ညမိုးချုပ်ပြီးဆိုလျင်ညိုရဲနှင့်ရာမန်ပူရကို အဖော်မပါဘဲကုတန်သွာလာဝန်သူများ ရှားပါလာလေသည်ညရှင်းနာဤကိုနာဤလောက်ဆိုလျင် လုံးဝအသွာလာ မရှိတော့သလောက်ပင်ရှင်းတို့ဖြစ်ရသည်မှာတိဘက်ဘုံကြီးကျောင်းတစ်ခုတည်းကျောင်းသာမဟုတ်ပေခြုံရွယ်ပိတ်ပေါင်းများဖုံးအုပ်နေသောတိဘက်ဘုံကြီးကျောင်းနှင့် ညနေချင်းဆိုင်တွင်ရှိသောလမ်းသုံးကားညောင်ပင်မှလည်းလူပြောများလာသည်။အယူတည်သူများသည် အထီးထီးသောတပင်ကြီးတပင်ကိုတွေ့လျင်ရုပ်ကစိုးရှိသည်၊တရေရှိသည်၊တစေရှိသည်ဟု ပြောကြသည်။နတ်စင်ဆောက်ကြသည်၊ခေါ်စာပြကြသည်။မိတို့ပင်ဖြစ်စေညမိုးချုပ်ချုပ်မောင်မိုက်မိုက်လူပြက်ပြက်တွင်ကြီးမအိုမင်းသောညောင်ပင်ကြီးသည်မြင်တွေ့ရင်ဆိုင်ရသူများအားငယ်စေသည်။ ကြောက်လန့်စေသည် ပမာဏကြီးမသောပင်စီတပင်လုံးအကိုင်းခတ်တို့ဖြင့်ချင်းချောက်လျက်ရှိသည် သုံးဘက်သုံးတန်သောလမ်းမွာတို့ကို ထူထက်တိတ်သေးစွာ လွှမ်းမိုးထားလေသည်ခနှိမ့်နှိမ့်တဝိုက်အကိုင်းတို့မှရေပြင်စီတို့ထိုးဆင်းကြနေသောလက်တက်မြစ်တို့သည်မွေလုံးဝေထွေးခြင်းနှင့်တူလာ၏တပင်အောက်သို့ဝင်မိလိုက်သည်ဆိုလျင်ပင်တကိုယ်လုံးစိတ်အေး၍တွားပေသည် ရင်းခိုက်တွင် တိဘက်ဘုံဒီချောင်းဝန်းထဲမှာလင်ကွင်းတန်စီတံများကိုရုတ်တရက်ကြားလိုက်ရလျင်တတိကောင်းသူတို့ပင်ခေါင်းနှပန်းကြည့်သွားနိုင်ပေသည်ကောင်းပြီညအချိန်မတော်တွင်မြို့ရဲနှင့်ရာမာပူရကုတန်သွာလာလိုသူတို့သည်တောင်ဘက်မှလှည့်၍ဝက်ကုံလန်းအတိုင်းတိဘက်ချောင်းနှင့်လမ်းသုံးကညောင်ပင်ကိုဖြတ်၍မလာရဟုဆိုလျင်မြောက်ဖက်မှပတ်၍မြို့တစ်လန်းအတိုင်းလာကြည့်ပါဦးမြို့တစ်လန်းနှင့် ဂျုံမင်သာလန်းဆောင်ရသည်မြစ်ကြီးနာမျိုး၏တင်ញိုင်ကုန်းပင်ဖြစ်တော်၏တုတ်တန်တစပြင်၏အနီနာတွင်လူနေအိမ်ခြေမရှိဘဲကလန်းလန်းတွင်သာကာကာဆိုင်တဆိုင်နှင့် ကလားစုရှိလေသည်တုတ်တန်ဇယမသွမိုးများသည်ညချိန်လေတိုးသောအခါတွင် တပြောင်းပြောင်းမြည်လျက်ရှိလေ၏လန်းဆောင်၏အနောက်ဖက်တွင်တင်ញိုင်ကုန်းတစ်ခုရှိနေုံမျှမကသေးဘဲအရှိတ်ဘက်တွင် အုတ်တင်းမဲမောင်းသော တရတော်အုပ်ကြီးတော်ရှိလေသည်နေခင်အခါတွင်အရေးအာဝါဒကောင်းမွန်၍ဖြက်လန်းတစ်ခုဖြစ်냐လဲညအခါတွင်မူလာတာသောအခါများတွင်ပင်ပိမ့်ပိတ်အောင်မောင်းနေတည်း၏။တွားနေကြလာနေကြပဲဟုဖြက်လန်းကလေးတိုင်းတရပင်အုပ်ထဲဝင်းသွားမိလျင်ငှက်များထပြန်တန်းတရွက်နှင့်အတောင်ပံရိုက်ခတ်တန်းအလန့်တကြားအော်ဟစ်လိုက်သောစာလုံးတန်များကိုကြားရပြီးတိတ်ကိုင်းချောင်းများကျိုးကြလာမည်ဖြစ်၏။ မြောက်ရက်မှလည်းလှဲ့မသွားတောင်ရက်မှလည်းလှဲ့မသွားပဲကျုံမင်သာလန်းထိတ်ကျုံမင်အိုကြီးတည့်တည့်မှနေ၍အရှိစူးစူးရှိမြို့လေမင်းလန်းမသို့ရှေးရှုကဥပေါ်ကလည်းကွက်လှော်စက်နှင့်ဘူတာဝင်းကိုဖြက်ကားသွားမည်ဆိုလျင်လေနေကင်းအဖို့မူအနည်းဆုံးဖြက်လန်းဖြစ်တော်လဲညမောင်မောင်မဲမဲတွင်မူလူတကိုယ်စားဖြစ်နေသောမြေလန်းကလေးသည်ဘေးနှက်ဖက်ရှိမြက်ပင်တက်ကယ်နုပင် ၊ခြုံတွဲပိတ်ပေါင်းများတိတ်သေးစွာ ပေါက်ရောက်နေမှုကြောင့်ခြေကင်းလက်ခင်းမตายရလှပါပေ။လူနေအင်ဂျီလည်းကင်းမဲ့၍တော်ကြီးမြဲမဲတဲ့တွားရသည့်အလားဖြစ်သည်။တကယ်တော့ရှင်သူစိတ်ချောက်ချာကြောက်လန့်ပွေရာကောင်းနေခြင်း၏အဓိကအကြောင်းရင်းမှာလူသူပြက်လက်ခြင်းပင်ဖြစ်ပါသည်။ရှားမာပူရသည် လူနေရက်ွက်တစ်ခုထက်တိနဲ့နေမြေဖြစ်ပို၍အသွင်ဆောင်နေသည်ဖြင့်ခြံဝင်းအဆောက်အဦများကျေလာသည် ခြံဝင်းတစ်ခုတစ်ခုသည်အ ਨੇ ဆုံးတရေကနှစ်ရေကကျဲဝန်းသဖြင့်တမိုင်ပတ်လဲအတွင်းအင်ဂျင်20မပြည့်တတ်ပါပေထို့ပြင်ဘာသာတလေခြားနာသောလူမျိုးများ နေထိုင်လျက်ရှိသဖြင့်တပင်ဝါပင်များကြားတွင် လူတွေပျောက်လျက်ရှိပါသည်ရှင်းသောဖြင့်သားရဲ့နေမြေမြို့ဝန်းကြီးတစ်ခုနှင့်တူသောဒေသတွင်အကာလညအခါလူကြီးတိတ်ချိန်မောင်နှင့်မဲမဲတွင် ခရီးသွားရသည်မှာအဖက်ဖက်မ တဲလိုက်ခြင်းဖို့ပွဲဖြစ်နေ၏တို့ရတွင် ကိုအဂျန်စီနှင့်ကိုဖြစ်သူ၄ဦးမှာတော့လက်ွယ်နေညတကောင်းရန်အချိန်ကိုမှတမင်ရွေးချယ်ကလူသူရောက်ပေါက်နေသောတိဘက်ဘုန်းကြီးကျောင်းအနီးမှပမာဏကြီးမအုပ်ဆိုင်သောလမ်းသုံးကွာဆုံးညောင်ပင်အောက်သို့လာရောက်ဆူဝေးလျက်ရှိလေသည်ထိုသူ၄ဦးအနက်ရှစ်နှစ်ရွယ်လူငယ်ကလေး၃ဦးမှအပကျန်လူကြီး၃ဦးသည်မြေတီအရာ ညီတီအန်ဒီရေကိုမှထိတ်လန့်ကြောက်ရွံ့ကြပုံမရစေ။တို့ရတွင် လူငယ်ကလေးသည်အမျိုးအမည်မသိသည့်အရာများကို ကြောက်လန့်ဆိုးရွံ့နေပုံရှိသည်။သို့တော်လည်းသူနှင့်အတူရှိနေသော လူကြီး၃ဦးအားလည်းယုံကြည်အားထားလပုံရသည်။ဤလူကြီးများနှင့် အတူရှိလျင် သူပါမျမဖြစ်နိုင်။ရှင်တို့ဖြင့်လူငယ်ကလေးသည်လူကြီး၃ဦးကို ကြည့်လိုက်။ညောင်မင်းကြီးနှင့် တိဘက်ဖုန်ကြီးချောင်းကို ကြေးလိုက်နှင်ရှိနေသည်ရုတ်တရက်ဆိုသလိုလေပြင်းတစ်ချက်တိုက်လိုက်ရာညောင်မင်းကြီးသည်တရှဲရှဲမြည်သွားသည်ငှက်ဆိုးကလေးတစ်ကောင်ညောင်မင်းထက်မှထပြန်သွားပြီးခဲကနေရှည်လျားစွာអော်လိုက်သည်တစ်ချိန်ထဲမှာပင်မြောက်ရက်တင်ချိုင်ကုန်းမှခွေးဦးတန်းတက်တက်ကြာရသည်တိဘက်ဖုန်ကြီးချောင်းကဇနေညအဖို့တိတ်ချက်သာကောင်းလာသည်လူငယ်ကလေး၏ဝဲဘက်ရှိ ညောင်ပင်မြကြီးတစ်ခုပေါ်တွင်ထိုင်းနေသော အသက်25နှစ်ခန့်ရှိ ထောင်ထောင်မောင်းမောင်းလူသည်လက်ပတ်နာရီကို မကြာခဏဆိုသလိုလက်နှိပ်တမ်းပြီးဖြင့်ခေါအုပ်ထိုး၍ကြည့်ရှုလျက်ရှိသည်လူငယ်၏လက်ရဘက်တွင်ကအသက်40ကျော်50နီးပါးအရွယ်ရှိ တုတ်တုတ်ခိုင်ခိုင်လူကြီးတဦးသည်နှလုံးပြူတနက်ကိုညာလက်တွင်ကိုင်းထားရင်းရှေ့တက်တက်ရှိမြေကြီးကိုစူးစိုက်ကြည့်ရှုလျက်ရှိသည် တို့ရတွင် သူ၏နာသည်အယက်ဆယ်မျက်နာတွင်ဘာရီဖြစ်ဖြစ်နေသည်ကိုအလုံးသိရှိမြင်တွေ့နေသည့်အလားဆွင့်ထောင်လျက်ရှိပါသည် အခြားလူကြီးတဦးမှာကဂုံတော်စိတ်ပတိစိတ်ရင်သူတို့သုံးဦးနှင့်ခလန်းလန်းတွင်ဇင်းကြံလျှောက်လျက်ရှိလေ၏သူသည်ပိမ့်ပိမ့်ပါပါဥပြီးကရုံနှင့်အသက်60ကျော်စားပြုပေပြီးဆနနာဤထိုးပြီး လက်ပတ်နာရီကို မကြာခဏကြိတ်နေသောထောင်ထောင်ပေါင်းပေါင်းလူသည်ခတ်တိုးတိုးပြောလိုက်တော့လဲအလုံးဤနားထဲတွင် တုံဟိ၍သွားလေသည်တနက်ကင်ထားသော လူကြီးနှင့်လူငယ်ကလေးသည်လည်းထိုင်ရာမှပေါ်ပါစွာထားလိုက်ကြသည် ပရိစိတ်နေသောအဖိုးကြီးသည်စိတ်ပရိကိုလက်ပင်းတွင်ဆွတ်လိုက်သည်ထို့နောက်ညောင်ပင်ရင်းသို့လျှောက်လာကဂုံဂုံလျက်တစုံတစ်ခုကိုလက်ဖြင့်စမ်းသက်ရှာဖွေလျက်ရှိ၏ ထိုအဖြစ်ကိုသိသောထောင်ထောင်ပေါင်းပေါင်းလူကစိတ်ပရိနှင့်လူကြီးရှိရာသို့လက်နှိပ်တမ်းပြီးတစ်ချက်ထိုးလိုက်ရာတကောင်ခန့်ရှိသောတန်ဆူတစ်ချောင်းနှင့်လွယ်ဤတစ်လုံးသည်မီးရောင်တွင်ဝင်းကနေပေါ်လာသည်စိတ်ပရိနှင့်လူကြီးသည်လွယ်ဤကိုကောက်ယူလိုက်ကဲလုံးနိုင်ကအနောက်ဘက်ကိုကြည့်မောင်မင်းတင်ကအရှိဘက်ကြည့်ထွေးမြင့်ကမြောက်ဘက်ကြည့်ဘသူမှစကားမပြောကြနဲ့ကဲစမယ် ထို့သောအမိန်ပေးသလိုခက်ပြက်ပြက်ပြောလိုက်ပြီးတန်ဆူဖြင့်ညောင်ပင်အောက်တွင်ဖြားတစ်ချက်စာခန့်ရှိစီဝိုင်းတစ်ခုကို ပြုတ်လုလိုက်လေသည်လုံးနိုင်ဟုအခေါ်ခံရသောလက်နှိတ်တံမီနှင့်ထောင်ထောင်မောင်းမောင်းလူသည် အနောက်ဘက်သို့မျက်နှာမူ၍ဝကုံလန်းအလေကောင်တဲ့တဲ့တွင်ရက်လိုက်ဦးမင်းတင်သည်ကိုလုံးနိုင်နှင့်တလန်ကွာလောက်တွင်ကြောပေး၍ရက်လိုက်သူသည်တနတ်ကို စက္ကန့်ပိုင်းတွင် မောင်းဖြုတ်နိုင်လောက်သည့်အထိနှုတ်ကြားလျက်ရှိပေသည်သူကမြကြီးနာခရိုင်တွင် အတော်ဆုံးနှင့်အကျော်ကြားဆုံးသောမုတ်ဆိုးကြီးတူဖြစ်လေသည်ကိုကိုကိုအင်မတန်ထင်ကြီးသောညနေဖြူရရှိများပင်တော်လိုက်ရာတွင်မူမိုးကောင်းတဲ့သောမုတ်ဆိုးကြီးဦးမင်းတင်ကိုဆရာတင်ကြားရလေသည် သူသည်ယခုအခါသူ၏လက်ဆွဲတော်တနက်ဖြင့်မုံယိုသောဆင်ဒံရရသောကြားထက် ကျောင်းမဲ့ဖွဲ့ရာကောင်းသောတရဝါများကိုတုတ်တင်ရှင်းလင်းရန်တန်ိဋ္ဌံချပီးဖြစ်လေသည်။ထွေးမြင့်သည်ကျုံးမင်သာလန်းအတိုင်းမြောက်ဖက်သို့ညနာမူ၍ရက်နေတော်လဲသူစိတ်ကမူအနောက်သို့သာလှည့်၍ကြည်ကျင်နေသည်။စိတ်ပတိနှင့်လူကြီးဤသည့်အမှုကို ပြုလုပ်မည်ဖြစ်ကြောင်းသိတော်လဲမျက်စိနှင့်တက်မြင်ခြင်းပေသည်သည်။ထို့ရာတွင်မြောက်ဖက်သို့ညနာမူ၍ရက်နေရမည်ဟု အမိန်ပေးထားသဖြင့် ခေါင်းပင်မငယ်ဝန်ချင်းတို့ရတွင် နားရဲတွင်ကမတဲမကွဲအတန်များကြားနေရသည်တခါတခါတွင်အုံဟူသောအတန်ကိုခက်ကြကြလေးကြားရသည် လွေထဲတွင်ညီသည့်အရာများရှိနေကြောင်းကိုလည်းသူသိပါသည် လူကြီးများသည်လွန်ခဲ့သည့်သုံးရက်ခန့်က သူရှိမှပင်အိမ်ကောင်းရင်ဗမတက်ကယ်များရိတ်ခါအရွယ်တူအချောင်းပေါင်းတစ်ထောင်ဖြက်လျက်အချောက်လန်းထားခဲ့ခြင်းဖြစ်ပေသည် မှန်ပေသည်လကွယ်နေ냐၎င်းရန်ချင်းတွင်လမ်းသုံးခွညောင်ပင်အောက်၌တက်ကဲတထောင်ဂါထာတထောင်ဖြင့်ဆုတ်ချင်းဖြစ်ပေသည်အချိန်ကာလကြာမြင့်အောင်မတည့်ရက်နေကြရသဖြင့်သူတို့သည်ခြေတလုံးသားများတောင်းလာကြပေပြီစိတ်ပတိကိုလေပင်တွင်ဆွဲထားသောကတုံးပြောင်ပြောင်နှင့်အဖိုးကြီးကပစိုးနှစ်ဖက်ခန့်ရှိသောညောင်ပင်လုံးကြီးစီသို့မျက်နှာမူကစီဝိုင်းဘ ਹੁ ဇမတွင်ရက်လျက် တတတော်မန်မုံလျက်ရှိလေတနာဤနေပါခန့်ရှိမှပင်တက်ကဲတထောင်တိတိတင်ပွဲသည်ပြီးဆုံးသွားလေတော်၏အစမှအဆုံးတိုင်သည့်အထိမြည်သည့်အနောက်ရှက်ကိုမြမတွေ့ရှိရချင်းမြည်သည့်လူသူလေးပါးမြလည်းရောက်ရှိလာသည် မရှိပေတိဘက်ဖုန်ကြီးများကလည်းသူတို့အားတွေ့မြင်သွားသည်မရှိပေအောင်မီ အောင်မီအောင်မီ အောင်မီစိတ်ပရင်းနှင့်လူကြီးက သူလုပ်ငန်း PCD နဲ့တပြိုင်တည်းခတ်အုပ်ကလေးဟစ်ကြွေလိုက်သည်အဆောင်၃ဦးကလည်းခတ်တိုးတိုးလိုက်၍ဆိုကြရာရာမာပူရတရက်ကွက်လုံးဟိမ့်သွားသည်ဟုထင်ရသည်တို့ရတွင်သူတို့၏ကျူးရင်ကျွေးကြော်တန်ကိုမိသူကမျှကာယကံမျှမကြားရှိပေကဲအဖပြီးရင်သွားကြစို့ကိုလုံးနိုင်ကတက်ကဲတထောင်ပါသောလွယ်ဤကိုယူရင်ပြောလိုက်သည်ကျွန်တော်ယူခဲ့မယ်ဖေဖေ ထွေမြင်ကကိုလွန်နိုင်လက်မှ လွယ်အိတ်ကိုလှမ်းလိုက်သည်။ဟိုတတယူလို့ဘယ်ဖြစ်မလဲ။ကြော့လက်နှိတ်တမ်းပြီးယူခဲ့။တွေ့ကြရရှောက်မထုံနဲ့ကိုသွားမဲ့လမ်းလောက်သာတစ်ခါတစ်ခါမှထိုး။ထွေမြင်သည် သူ့ဖခင်လက်မှလက်နှိတ်တမ်းပြီးကိုလှမ်းယူလိုက်ရတော့လဲစိတ်ထဲမှမူတိတ်မကြေနဲ့ချင်းမပြောရဲရွေသာငြိမ့်နေလိုက်ရသည်။ခါတိုင်းဆိုရင် သူသည်ဖခင်ဖြစ်သူ၏ လေးတောင်တို့လက်နှိတ်တံမေးကြီးကိုအင်မတန်ကန့်ကျင်လှသည်နှစ်ခါသုံးခါခိုးကင်မိ၍အရိုက်ခံခဲ့ရသည်ယခုမူဒီလက်နှိတ်တံမေးထက်ပိုစိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရှိနေရပေပြီတက်ကဲတထောင်းအတန်ကြောင်သူတို့လေးဦးသားသည်တိတ်ဆိတ်စွာရှောက်လာကြသည် ကျွန်တော်တို့ဘယ်တော့ဆန်းသက်ကြမလဲဦးလေးဦးထွန်းပေါ်ကျွမ်းမင်ကြီးအောက်သို့ရောက်၍ခြေကြီးလမ်းဘက်သို့ချိုးသောအခါတွင် မော်ဆိုးကြီးဦးမင်းတင်ကမေးလိုက်သည်နှစ်ဖြန်မနဲ့ပဲစမ်းကြတာပေါ့ဘဘဟု၎င်းဦးလေးဦးထွန်းဘော်ဟု၎င်း အခေါ်ခံရတော့အဖိုးကြီးကအေးဆေးစွာပြန်ပြောလိုက်သည်ဘယ်မှာစမ်းကြမလဲကိုလုံးနိုင်ကမေးလိုက်သည်ကျွန်တော်လေးလိုက်မယ်နော်ဘဘထွေမြင့်က အခွင့်ကောင်းရသည်နှင့်တပြိုင်တည်းဝင်၍အေးဆိုလိုက်သည်အေးဒါပေမဲ့ ဒီအကြောင်းတွေကိုမင်းဘသူ့ကိုမှပြန်မပြောရဘူးနော်။ဟုတ်ကဲ့ပါကျွန်တော်သိပါတယ်။ထွေမြင့်ကခမမပြန်ပြောလိုက်သည်။ထို့နောက်လူကြီးတွေကဘာမှပြန်မပြောသဖြင့်သူကပင်ဆက်၍ကျွန်တော်လည်းတခုပေးရမယ်နော်ဘဘ။အေးပါ။ဒီလိုဆိုရင်ကျွန်တော်လည်းဒီတက်ကဲเจ้าကိုလက်ထဲမှာဆုပ်ပြီးတနက်နေ့အပြစ်ခံမယ်။ဦးကြီးမင်းတင်တေးသေးချာချာချင်းပြစ်ကျွန်တော်မကြောက်ဘူး။ သူကအားရဝမ်းသာပြောလိုက်ရာအတန်မှာအတော်ကျေလောင်သွားသည်ဒေဒီကောင်းလေးဘာအော်ကျေအော်ကျေလုံနေတာလဲဒီလိုဆိုရင် မင်းကိုမနှပြန်ကကြရင်ခေါ်လို့မဖြစ်တော့ဘူးဖခင်ဖြစ်သူဦးလွန်နိုင်ကကျိန်လိုက်သဖြင့်ထွေးမြင့်သည်တစ်ချက်တည်းငြိမ့်ချသွားလေသည်တခွန်မြအထုံးမတက်ရဲတော်ပေနှပြန်ကသူ့အားမခေါ်တော့ဘဲနေမည်ဆိုတာစိုးရင် စိတ်မကောင်းလျက်ရှိလေသည် ရင်ကြောင်ထွေးမြင့်သည် လူကြီး၃ယောက်ဤဘေးဘက်ခလန်းလန်းတွင်တိတ်ဆိတ်စွာ လိုက်ပါလာတော်သည်သူတို့ခြံဝါသို့ရောက်သောအခါတွင်လည်းလူကြီးတွေနောက်မှနေ၍နှလန်း၃လန်းခြံကာလိုက်ဝင်သွားလေ၏ခြံဝင်းတကားနှင့် လင်းကားလန်းအကွာတင်းင်းပင်ရင်သို့ရောက်သောအခါတွင် လူကြီး၃ဦးသည် ရှေ့သို့အတော်ရောက်ရှိသွားလေပြီထွေးမြင့်သည်အနေငယ်ကြောက်ရွံ့သလိုလိုရှိလာသဖြင့် လူကြီးတွေနောက်တော့အမိလိုက်ရန်ခြေလှမ်းပြင်လိုက်စင်ပါပင်တင်းချင်းပင်နောက်ွယ်မှတံမာသောလက်တစ်ဖက်ထွက်ပေါ်လာပြီးသူ့လက်မောင်းကို ဆုပ်ဆွဲလိုက်လေသည်ချွေးမြင့်သည်တကောလုံးအေးဆက်သွားပြီး အတန်ကုံအော်ဟစ်လိုက်မြည်ရှိစင်ပါပင်အခြားလက်တစ်ဖက်က သူ့ပါဇက်ကို ပိတ်ထားလိုက်လေသည်ချွေးမြင့်သည်စက္ကန့်ပိုင်းအတွင်းမှာပင်တင်းချင်းပင်နောက်ွယ်မှလူဤရင်ခွင်ထဲသို့ပြော့ခွေကျသွားလေတော့၏ သူ့လက်ထဲမှာလေးတောင်တို့လက်နှိတ်တံမီးမှလည်းမျက်ခင်းပေါ်သို့လွတ်ကျသွားတော်၏ နာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ နောက်လာမယ့်အပိုင်းနှစ်ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ